hello မင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြပြတတ်မှာတော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က straight တဲ့ချိန်ဒီမှာ page quality အနေအထားဖြစ်မှာ page မှာ rich enrichment နဲ့အရန်ကိုကြာနေတဲ့အတွက်ကြောင့်မို့ဒီဥစား blue fish လုပ်ပြီးသွားရမယ်ဆိုပြီးဒီ video မှာအလုံးအသေးစိတ်လုပ်ပြီးကျွန်တော်ပြပြပေးမယ်အိမ်ယူဆုံးကျွန်တော်ပြပြပေးမှာတော့ဒီ page owner မသိနားမလဲပဲသူရဲ့ page မှာဘလို့အမားမျိုးလုပ်ခင်းမိတဲ့အတွက်ကြောင့်အခု straight TV page quality အနေအထားဖြစ်သွားခဲ့တဲ့ဆိုပြီးအသေးစိတ်လုပ်ပြီးကျွန်တော်ပြပြပေးမယ်အကယ်လို့လူကြီးမျိုး page မှာလဲ profile မှာလဲအခုလိုအတိုင်းဖြစ်နေဆိုရင်တော့ဒီ video ဖန်ကြည့်မှကိုကိုတိုင်းဖြည့်ရှင်းသွားလို့ရပါတယ်ဒီ page ကိုကျွန်တော်အသေးစိတ် ဆစ်ဆစ်ဆစ်ကြည့်တဲ့ချိန်မှာတော့ဒီ page online gaming ကြော်ညာတစ်ခုနဲ့တင်ပြီးတော့တဲ့ခါမှာအဲ့ဒီ gaming ကြော်ညာနဲ့ပတ်သက်ပြီး straight တစ်ချိန်ထိမှာ page quality အနေနဲ့ပြသခဲ့တယ်ဘလို့ကြော်ညာမျိုးလဲဆိုလို့ရှိရင်တို့ဒီ gaming နဲ့ကြော်ညာတဲ့ဒီ skin shot တွေပြလို့ရှိရင်ငွေလွဲ skin shot kp weight based skin shot ပြလို့ရှိရင်ကျွန်တော်တို့ဒီ page submission မှာစကားပြောတဲ့ skin shot လေးတွေတော့တက်ပုံရိုက်ပြီး page မှာတင်ပြီးတော့တဲ့ခါမှာ skin shot ရိုက်ပြီး တင်ပြီးသွားတဲ့ခါမှာအဲ့ဒီ second shot ကြီးကို Facebook team မှာ ਨੇ remove လုပ်ပြီးမှ page quality အနေအထားလုပ်ပြီးသွားပါတယ်။ကျွန်တော် page မှာဆိုလို့ရှိရင်တော့ငွေလွှဲ second shot နဲ့ပတ်သက်ပြီးလုံအောင်တင်လို့မရပါဘူး။ KP weight ပေးကျွန်တော်ဒီ brand မှာရှိတဲ့ဒီငွေအမောင်းနဲ့ပတ်သက်ပြီး second shot တက်ပုံရိုက်ပြီး page မှာတင်ပြီးသွားမယ်ဆိုရင် Facebook team မှာ ਨੇ biology ဖြစ်တဲ့ဆိုမှဒီ principle ဆိုင်နဲ့ပတ်သက်ပြီး leak ဖြစ်တဲ့ဆိုမှ try ပေးပြီးမှ page quality အနေနဲ့ profile အနေနဲ့ဖြစ်ပြီးသွားတဲ့အတွက်ကြောင့်ဒီ user နဲ့ပတ်သက်ပြီးလုံးဝလုံးလို့မရပါဘူး။နောက်တစ်ခုကြတော့ကျွန်တော်ဒီ page machine မှာစကားပြောတဲ့ second shot တူတူတယောက်ရဲ့ profile second shot ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဈေးရောင်းဈေးရောင်းအလုပ်တဲ့ voucher စာရွက်နဲ့ပတ်သက်ပြီးတက်ပွန်ရပြီး page မှာတင်ပြီးသွားမယ် profile မှာတင်ပြီးသွားမယ်ဆိုလို့ရှိရင်တော့ straight tv မှာ page quality အနေနဲ့အဝိုင်းဖြစ်သွားခဲ့မယ်။အဲ့ဒီ user နဲ့ပတ်သက်ပြီးလုံးဝလုံးလို့မရပါဘူး။ဒီ page owner တော့အဲ့ဒီမျိုး content တင်တဲ့အတွက်ကြောင့်အခုလို straight ထိတော့ခဲ့တဲ့အတွက်ကြောင့်ဒီ user blue fish lobby တော့ရမယ်ဆိုပြီးဒီပြီးတော့မှအသေးစိတ်လုပ်ပြီးကျွန်တော်ပြပြပေးမယ်လောလောဆယ်မှာတော့ဒီ strategy ဒီ page quality အနေနဲ့ဖြစ်သွားခဲ့တဲ့ချိန်မှာသူရဲ့ page က page နာမည်လည်းပြောင်းလို့မရဘူး page မှာ post content တော့တင်လို့ရတယ်ဒါပေမဲ့ဆက်လက်ပြီးမှဒီ page မှာနောက်တဲ့ strategy တစ်ချိန်တစ်ချိန်နဲ့ထိမယ်ဆိုလို့ရှိရင် account မတင်ဒီမှာ your page is at risk being and public ဆိုမှတော့ပြထားတယ်နောက်တစ်ချိန်သာ straight ထိတော့ခင်မယ်ဆို page က and public ဖြစ်တော့ခင်မယ် suspended ဖြစ်မှာ post တင်တဲ့အပိုင်းဘာညာပိတ်တော့ဖွင့်နေတဲ့အတွက်ကြောင့်မို့အထူးဂယူဆိုက်ဖို့လိုရပါတယ်အဲ့အတွက်ကျွန်တော်ဒီ page ကိုကျွန်တော်အသေးစိတ်စစ်ဖို့ဆိုရင်သူရဲ့ဒီ page home ကိုကျွန်တော်တစ်ချက်သွားလိုက်ပါမယ် page home တစ်ချက်သွားပြီဆိုရင်တော့အခုတော့ကျွန်တော်ပြောတဲ့အတိုင်းလေးပဲအားလုံးဒီ ကိုပိုင် content original content original video ပဲလုပ်ပြီးမှတင်ထားတဲ့အတွက်ကြောင့်တော်တော်လေးကိုအဆင်ပြေလာတယ်။အဲ့အတွက်ကျွန်တော်ပြန်ပြီးမှသူရဲ့ဒီ page ရဲ့ reach အပိုင်းကိုကျွန်တော်တစ်ချက်သွားကြည့်မှဆို reach အပိုင်းနေမှာအရန်ကိုကြာနေတယ်သူက page quality အနေအထားဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။အဲ့အတွက်ကျွန်တော်နည်းနည်းအဆင်မှသူရဲ့ page is recommendation ကျွန်တော်တစ်ချက် check လုပ်ပြီးပြမယ်အတွက်ကြောင့်မင်းနည်းနည်းအောက်ဆင်းသွားပြီးဆင်းကျွန်တော်ဒီမှာဒီအပိုင်းလေးပေါ့နော် page is recommendation ဆိုရှိရဒီဥစားတစ်ချက်နှစ်ပြီးသွားမယ်ဒီမှာတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့ star မှာ check ချက်ပြပြီးမှ your recommendation are suspended ဆိုပြီးတက်သွားခဲ့တယ်ကျွန်တော် page မှာဘာ post ပဲတင်နေဘာ content ပဲတင်နေ rich engagement အရန်ကိုကြာသွားခဲ့မယ်ဇီးစိုးတတာလောက်ပဲဖြစ်သွားခဲ့တဲ့အတွက်ကြောင့်ဒီ page ကို request တပြုတ်တင်ပြီးမှ select ပြီး post content တင်ပြီးသွားမယ်ဆိုရင် rich engagement app အပိုင်းနဲ့အရန်ကောင်းပြီးတော့မှာပေါ့နော်ဒီနေရာမှာဒီ star ချက်ချက်ပြောက်မှာ star ကကောင်းသွားခဲ့တဲ့ဒီနံပါတ်စဉ် pitch is your your recommendation on ဆိုပြီးပြလို့ရှိရင်တော့ကျွန်တော် pitch မှာ တင်လိုက်တဲ့ post content တွေကကျွန်တော် page မှာရှိတဲ့ follower အားလုံးစီကို notification ရောက်မယ်ကျွန်တော် page နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေစီကိုလည်းဒီ page မှာတင်တဲ့ content တွေ related ရှိတဲ့လူတွေ Facebook က automatic suggest လုပ်ပြီးပို့ပေးမယ်အတွက်ကြောင့်မို့ follower အသစ်တွေတိုးပြီးလာမယ် reach engagement အသစ်တွေတိုးပြီးလာမယ် customer အသစ်တွေတိုးပြီးလာမယ်အယောင်းဝယ်အသစ်တွေတိုးပြီးလာတဲ့အတွက်ကြောင့်မို့ပို့ပြီးမှအဆင်ပြေတယ်ပေါ့နော်ဒီဥစ္စာဘာကြောင့်ဖြစ်ရလဲဆိုမှဒီ Facebook က mention လုပ်ပြီးပြပေးထားတဲ့ဥစ္စာကျွန်တော်အနေချင်းနဲ့ကျွန်တော်ရှင်းပြပေးမယ်ကျွန်တော်ဒီ page မှာရှိတဲ့ admin account မှာဒီ violation content တွေ copy content တွေဒါမှမဟုတ်မဟုတ်မမှန်တဲ့သတင်းမျိုးတွေအခုနကျွန်တော်ပြောတဲ့အတန်း second shot ဘာညာတင်ပြီးသွားထားတယ် profile အနီရောအဝါရဖြစ်နေဆိုလို့ねကျွန်တော် page က not recommendation ဖြစ်သွားခဲ့တဲ့အဲဥစ္စာနဲ့ပတ်သက်ပြီးလုံးဝလုံးလို့မရဘူးနောက်တစ်ခုကြတော့ဒီ topic of page fraud content sensitive content မျိုးဆိုတော့ဥစ္စာကျွန်တော် page မှာဖြစ်စေ account မှာဖြစ်စေပေါ့နော် ဒီ pitch admin ဖြစ်စေဒီ pitch မှာဖြစ်စေကျွန်တော် pitch မှာမဟုတ်မမှန်နဲ့အခုနောက်ကျွန်တော်ပြောတဲ့အတိုင်း gaming နဲ့ပတ်သက်ပြီး fraud content နဲ့ပတ်သက်ပြီး sensitive share content မျိုးနဲ့ပတ်သက်ပြီးမဟုတ်မမှန်နဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ပြီးသွားတယ်ဆိုလို့ရှိရင် Facebook AI က detect လုပ်ပြီးသွားတဲ့ခါမှာ တွေ့သွားခဲ့တယ်ထိသွားခဲ့တယ်ဆိုလို့ရှိရင်အခုလိုမျိုး straight ပေးပါတယ်ခင်ဗျာအခုလိုမျိုး not recommendation လုပ်ပြီးသွားတဲ့အတွက်ကြောင့်အရန် view ဆက်ရတယ်ဒီတစ်ခုတည်းတော့ကျွန်တော်အခုနောက်ပြောတဲ့အတိုင်းပါပဲဒီ page မှာဖြစ်စေ account မှာဖြစ်စေပေါ့နော်ကျွန်တော် page မှာ valuation ဖြစ်နေတယ်အခုနောက် copy content ဘာညာဖြစ်နေဆိုလို့ရှိရင်လည်း page not recommendation ဖြစ်တယ်နောက်တစ်ခုကျတော့ content clip bit content spam content ပေါ့နော်ပြောမှဆိုရင်ဒါလည်းမဟုတ်မမှန်တဲ့ content မျိုးတင်ပြီးသွားတယ် ဒါပေမဲ့ဒီဥဆိုင်မှာကျတော့ sensitive ဆိုတဲ့ content ကြတော့ကျွန်တော်ဒီကျွန်တော်ဗီဒီယိုတင်တဲ့ခါမှာအထက်ကအကြောင်းအရာတစ်ခုဖြစ်တဲ့အပြင်က Tamil Kapa Photo မှာတစ်ခုဖြစ်တဲ့ကောင်မလေးချောချောလေးပုံဖြစ်တဲ့လူတွေအဲ့ဒီကောင်မလေးချောချောလေးပုံတွေ့ပြီးမှနှိပ်ပြီးသွားတဲ့ခါမှာဗီဒီယိုမှာအခြားအကြောင်းအရာဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒါ clickbait content spam content ဖြစ်တဲ့အတွက်ကြောင့်မအဲဥစားနဲ့ပတ်သက်ပြီးလုံအောင်လုံးလုံးမရဘူး။နောက်တစ်ခုကြတော့ဒီ gaming နဲ့ပတ်သက်ပြီး sensitive ရှိတဲ့ content မျိုးဆို Twitter တန်ယူနဲ့ ဒီတွေးထက်တန်ယုံနဲ့ပတ်သက်ပြီး content မျိုးတင်ပြီးသွားတဲ့ဆိုလဲအခုလိုအတိုင်းဖြစ်ပါတယ်နောက်တစ်ခုကျတော့ adverse policy violation ဆိုကျွန်တော် page မှာဖြစ်စေဒီ page မှာရှိတဲ့ admin account မှာဖြစ်စေပေါ့နော်ဒီ ads အပိုင်းမှာ register ဖြစ်နေတာ ad အပိုင်းမှာ disable register အကြောင်းအမျိုးမျိုးဖြစ်နေဆိုလို့ရှိရင်လည်းဒီပုံစံအတိုင်းဖြစ်ပါတယ်အကယ်လို့ admin account မှာဖြစ်နေဆိုရင်တော့ဒီ page မှာ admin ethic ခံမှာအဲ့ဒီဖြစ်နေ admin လေးကိုထုတ်သွားခဲ့ပြီးမှ အလုံးလုံးပြီးသွားမယ်ဆိုရင်ပို့ပြီးအဆင်ပြေပါတယ်။ဒါကြတော့ part 1 video ဖြစ်ပါတယ်။ part 2 video မှာကျွန်တော်အသေးစိတ်လုပ်ပြီးမှဘယ်လို request တွေပြုတင်ပြီးသွားရမလဲ။ pitch not recommendation ဖြစ်တဲ့ဥစ္စာ pitch မှာ straight တခြင်းတပြီးအနေနဲ့ဖြစ်တဲ့ဥစ္စာကိုဘယ်လို remote လုပ်ပြီးသွားရမလဲဆိုပြီးမှ part 2 video မှာကျွန်တော်ပြပြပေးမယ်။အဲ့တော့ကျွန်တော်ဒီဖက်တစ်ချက်နေပြီးပါသူရဲ့ဒီ support inbox ကိုကျွန်တော်တစ်ချက်သွားကြည့်လိုက်ပါမယ်။ပြီးလို့ရှိရင်ကျွန်တော်ဒီ support inbox တစ်ချက်နေပြီးသွားမယ်။ပြီးရင် your alert တစ်ချက်နေပြီးသွားမယ်ဆိုရင်ဒီမှာဆိုရင်ဒီမှာဆိုရင်တော့ copyright ၄ချိန်လောက်ကိုထိနေပါတယ်။ဒီဥစ္စာဆက်လက်ပြီးကျွန်တော် design ထားမယ်ဆိုရင်နည်းနည်းကြာလို့ရှိရင်ကျွန်တော်ဒီ pitch ်လဲပြီးမှသွားမှ strike လေးတွေထိပြီးမှ page က suspended ဖြစ်တော့ဖြစ်နိုင်တဲ့အတွက်ကြောင့်မို့ဒီဥစ္စာနဲ့ပတ်သက်ပြီးဖြတ်ပြီးမှသွားရပါမယ်။ဒီဥစ္စာဘာကြောင့်လာလဲဆိုလို့ရှိရင်တော့ကျွန်တော်ဒီ C detail တစ်ချက်နှိပ်သွားကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ video ကဒီ33စက္ကန့်မှာဒီအတန်ပိုင်းဆိုင်ရာမှာ copyright content ဖြစ်နေတဲ့သူများ video ယူပြီးမှတခြား edit မလုပ်ဘဲတင်တာပေါ့နော်။ဒါကြောင့် whole in တော့တင်ထား content ဖြစ်ပါတယ်2023တော့တင်ထားတဲ့ content ဖြစ်ပါတယ်ခင်ဗျာ။အဲ့အတွက်ဒီဥစ္စာကျွန်တော်ဖြတ်ပြီးမှသွားရပါမယ်။ဆက်လက်ပြီးထားမယ်ဆိုရင်တော့ straight TV မှာ page က suspended ဖြစ်တော့ဖြစ်နိုင်တဲ့အတွက်ကြောင့်ဒီ စ္စာကျွန်တော်ဖြတ်ဖို့ဆိုရင်ကျွန်တော်ဒီ continue တစ်ချက်နေပြီးသွားမယ်နောက်တစ်ချိန် continue တစ်ချက်နေပြီးသွားမယ်နောက်တစ်ချိန် continue တစ်ချက်နေပြီးသွားမယ်ဒီမှာဆိုလို့ရှိရင် three option ပေးထားတယ်အကယ်လို့ကျွန်တော်တို့ကကိုယ်ပိုင် content တင်ရတာနဲ့ဒီ facebook page ကနေဒီအမားဖြစ်ပြီးမှကျွန်တော်တို့ copyright content ဘာညာပေးတဲ့ဆိုရင်တော့ accept chain လို့ submit တို့ဘာညာလုပ်ပြီးတော်လိုက်ရတယ်။ဒါပေမဲ့ကျွန်တော်တို့ video မှာနောက်ခံတခြင်း copyright လုံးဝဖြစ်နေတယ်။ပြီးလို့ရှိရင် copy video တင်ထားတဲ့ဆိုရင်တော့ကျွန်တော်ဒီ option ဥစ္စာရော remove တို့တစ်ချက်ထောက်ပြီးမှ continue နေပြီးမှ delete video နဲ့ပြီးတော့ရပါမယ်။ထုံနည်း၎င်းပဲဒီ page မှာ၄ချိန်ထိထားတဲ့အတွက်ကြောင့်မို့အဲ့ဒီ၄ခုစလုံးကိုဒီပုံစံအတိုင်းလုပ်ပြီးမှကျွန်တော်ဖြတ်ပြီးတော့ရမယ်။ accept change လုပ်ပြီးမှတော့လို့လုံးဝမရပါဘူး။ accept change လုပ်ပြီးတော့မယ်ဆိုရင်တော့သူအစိမ်းအောင်တော့ပြလိမ့်မယ်။ဒါပေမဲ့ page က rich english အပိုင်းအရင်ကကြပြီးမှဒီ နည်းနည်းနောက်ကျရင် Facebook ကနောက်လိုချင်းပြန် AI နဲ့ detect လုပ်တဲ့ချိန်မှာ page က suspended ဖြစ်သွားခဲ့မှု page ကလုံးဝပြတ်သွားခဲ့တဲ့မျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီဥစားလေးတွေကိုအထူးကူစိုက်ပါခင်ဗျာဒီဗီဒီယိုမှာဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်နောက်တစ်ခု video မှာဘလို affiliate တင်ရမယ်လဲဆိုပြီးအားလုံးကျွန်တော်ပြပြရှင်းပြပေးပါမယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်